ဟယ်လိုညီငယ်တို့အားလုံးရေမင်္ဂလာပါဗျာအားလုံးကြံကြံမမချမ်းသာတော်ပြပြရှင်ရှင်ရှိကြပါလေလို့အားလုံးချမ်းမချမ်းသာပြည့်ရှင်ပါစေလို့ဆုမွန်တော်ရင်းနဲ့ဒီနေ့ညကျွန်တော်ရဲ့ချစ်လာတော်တင်ငယ်ချင်းဒီ ျွန်တော်ရဲ့ဆွေးတော်မျိုးတော်တွေကိုကျော်ဒီနေ့မျှဝေကျင်တာလေးတစ်ခုရှိတယ်။အဲ့တော့အရင်ကျွန်တော်အမြဲတမ်းကျွန်တော်ရဲ့ဖြစ်ရတဲ့ကျွန်တော်ရဲ့အာဘဝမှာတိတ်ကြုံဖြတ်တန်းခဲ့တဲ့ဒုက္ခဒုက္ခတွေကိုခင်ဗျားတို့ပြောရင်းပြောရင်းနဲ့ဒုက္ခတွေပေးတာများလာတော့ကျွန်တော်အဲ့ဒါတွေအဲ့ဒီဒုက္ခတွေကိုတိတ်မပြောကျင်တော့ဘူးကြီးနော် အဲ့ဒါကျွန်တော်ဘာလို့လဲဆိုကျွန်တော်တရေအကြောင်းနေပြောတယ်ပြောအော်တရေအကြောင်းပြောပေးပါလို့ကျွန်တော်ရဲ့ညီမမတချို့ကလည်းဟိုနေမင်းဒီလိုမျိုးကြုံရဆောင်ခဲ့တဲ့ဟိုတရေအကြောင်းနေပြောပါဆိုတရေဆိုတာပဲနေတိုင်းချောင်းနေတာမဟုတ်ဘူးလေပြောနော်အဲ့တော့ဘဝမှာအဲ့ဒီလိုမျိုးကြုံခဲ့တယ်ဆောင်ခဲ့ပြီမြဲတချို့တခါတချို့ညာတော့ဒီကောင်ကချောင်းနေပြီဆိုတော့တိပြီမြဲတချို့ကလည်းကြတော့ ိုပြီးသွားမှဟောဒါကတရေပါလားလို့သိရတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ယူလာတဲ့ဟိုပြောစရာစကားပေါ့ဗျ topic ကတော့ကျွန်တော်ရဲ့ချစ်လာဆိုတော့မဟေဒီကျွန်တော်ရဲ့မိန်းမမိန်းမဟိုဆေးရုံမှာသူလုံးလုံးနေချင်းအဲ့တော့ကျွန်တော်မိန်းမက nest เนาะဖိလစ်ပိုင်လူမျိုး အာမလေးရှားမှာလာပြီးတော့သူက nest အလုပ်လုပ်တယ် nest မှာပေါ့နော်ပြီးတော့သူစေယုံတခုမှာတာဝန်နဲ့သူညညတာဝန်ညနိုင်ကျူတီဝင်နေတဲ့အချိန်မှာသူ6ခံရတဲ့တရားကြောင်းလေးကိုကျွန်တော်ပြောပြမယ်သူလည်းအိန္ဒိယသူကျွန်တော်ကြောကြောလန်းလန်းနဲ့ပြန်ပြောပြအမေကျွန်တော်နဲ့ဒီလိုမျိုးဗီဒီယိုတခုလုပ်ချင်တယ်ပြန်သူကပြောတယ်ပေါ့နော်စကားအဲ့လိုပြောဆိုပေါ့နော် ါမဲ့ခတ်တာကတော့ညီကောင်မရဲ့သူကလည်းမြန်မာစကားနားမလည်ဘူးပြောနော်သူကပညိုဆိုတော့ဖိလစ်ပိန်းနဲ့ဒီအင်္ဂလိပ်တလောက်ပဲသူပြောတတ်တယ်ပြောမလေးလို့လည်းသူကောင်းကောင်းမတတ်ဘူးပြောဟိုမြန်မာလိုလားတော့လုံးဝနားလည်းမလည်ဘူးတတ်လည်းမတတ်ဘူးပြောအဲ့တော့ကျွန်တော်အနေနဲ့ကနည်းနည်းအခက်ခဲရှိတယ်ဟိုညီကောင်မမတို့နည်းနည်းအင်္ဂလိပ်လိုမျိုး ကျွမ်းကျွမ်းကျင်ကျင်နားလေတယ်သူကလည်းကျွမ်းကျင်ပြောတတ်ပေမဲ့လေဂျာရင်ကကျွန်တော်မှအားနေချက်ကကျွန်တော် broken လောက်ပဲပြောနိုင်ဆိုနိုင်တယ်ဗျာ English ကိုကျွန်တော်ဒီလိုမျိုးထိုင်ကနန်းကြကြဒီလိုမျိုးဒီဟာလာဒီ YouTube တွေ Facebook တွေဘာတွေညာတွေပေါ်မှာလူကြီးများတဲ့ဒီ social network တွေပေါ်မှာတင်ရတော့ကျွန်တော်ရဲ့ English skill ကအရေးချင်းကအဲ့လောက်မရှိဘူးဗျာ ကျွန်တော်လည်းရှက်တယ်ပြီเนาะအဲ့တော့ကျွန်တော်သူနဲ့အဲ့လိုစကားပြောဆိုဗီဒီယိုကိုမလုပ်ဘဲနဲ့ကျွန်တော်ရဲ့သူပြောတဲ့ဟာကိုကျွန်တော်နားလည်တာကိုကျွန်တော်ပြန်ပြီးတော့ညီကောင်မောင်နှွားတို့ကိုကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့တော့ဗျာသူကဗျာမလေးရှားနိုင်ငံရဲ့သူကပါစနနက်စ်ဗျာပါစနနက်စ်ဆိုတော့ဒီမလေးရှားမှာက ဒီ public ကစေကန်းနေစေုံနေအများကြီးရှိတယ်အဲ့တော့ရှားလမှာရှိတယ် public ကစေကန်းတစ်ခုမှာသူလို့အိနေညာသူဂျူတီပေါ့ night duty သူဝင်ရသူ့ကိုသူ့ရဲ့ဒီ nas company ကသူ့ကိုပို့တာပေါ့ဗျာ night duty ဆိုတော့ဝင်ရတော့ဒီကစေကန်းစေကန်းဒီလိုမျိုးစေုံနေ public ကစေုံနေပုံစံတောင်ကဗျာ ဒီလူနာထားတဲ့အခန်းကြီးဟိုတယ်လို့အခန်းမျိုးကြီးတွေပြတော့လူချမ်းသာတွေဆိုတော့ပြောလူနာထားတဲ့အခန်းထဲမှာလူနာရဲ့စပ်ပစ္စည်းပြည့်စုံအပြင်ကိုအပြင်မှာအေကန်းလိုပုံစံတမျိုးနဲ့မိသားစုလာရင်အေးစေးဒီမှာနေထိုင်လို့ရအောင်လုပ်ပေးထားတဲ့အပြင်ကိုနတ်အတွက်ကိုနတ်နားနေဆောင်အထဲမှာပါပြီးတာအဲဒီနတ်ကနားနေဆောင်မှာ CCTV တလုံးရှိပြီးတော့ လူနာတော့ CCTV ထိုးပေးတာလက်ကဟိုကိုယ့်ရဲ့ dream bag ပုံမှာပေါ့ဗျာဥမာလဲလျောင်းပြီးတော့နားနေပြင်လဲလက်ကအမြဲတမ်းလူနာကိုအဲ့နားနေခံရနေတယ်သူကကြီးနေလို့ရတယ်လူနာကိုပေါ့နော်ဒါမှမဟုတ်လူနာရဲ့အခန်းထဲမှာဘယ်တွေပဲထိုင်ပြီးတော့ကြီးနေလို့ရတယ်အပြင်မှာလဲသူကဒီလိုမျိုးစတိခုံချပေးပြီးတော့ဟုတ်လားဟို TV တွေပါလေလက်ရှိတွေပဲအကုန်လုံး AC TV ကြည့်ပြီးနေလို့လည်းရတယ်ဆိုအရင်ပြင်ကိုရေချောကအိမ်သားကအပြင်မှာလည်းရှိတယ်ဟိုနတ်စကအခန်းထဲမှာလည်းနတ်ဆက်တော့တည်တဲ့ရေချောကအိမ်သားရှိတဲ့အပြင်ကိုဒီလာတဲ့လူတွေအတွက်ဧည့်သည်တွေပါလာရင်လာတဲ့လူတွေအတွက်လည်းအပြင်မှာရေချောကအိမ်သားပါတဲ့အပြင်ကိုမိဖို့ချောင်းတေးသေးလေးဗျာချက်လို့ပြောလို့တော့မရဘူးဗျာမဟုတ်ဘူးဗျာကော်ဖီတော့ပါတော့တည်ဦးမလားအဲ့လိုမျိုး ဟိုလာတဲ့ဧည့်သည်တွေစားစားဖို့တောက်ဖို့တော့အုတ်ခွက်ပကံလေးအဲ့မှာထားပြီးတော့ဗျာဟိုမဲဂီလေးပါရေတော့စားလို့ရတာပေါ့နတ်အတော့ကိုသူတို့စီစဉ်ပေးထားတာပေါ့ဒါကဒီအခန်းရဲ့တံတန်းကိုအဲ့တော့ဖြစ်ချင်တော့အရင်နေ့ညမှာသူတော့ဆောင်းတဲ့အဲအမျိုးသမီးเนาะနတ်ဟိုလူနာက patient ကအမျိုးသမီးက တယုတ်အဖွားကြီးအသက်80လောက်ရှိပြီတဲ့ဒါပေမဲ့အဖွားကြီးကစကားရွယ်ကောင်းမှုပြောတယ်ဒါပေမဲ့သူကလူကြီးဆိုရလူကြီးရောကတော့အဲ့ရတဲ့လဲနေတော့ဘူးနော်ကတူတာတမီရလေအရန်ချမ်းတာတော့ဗျာအိမ်မှာထားရတာထဲဗျာခုလိုမျိုးဆေးရုံမှာတို့ကောင်းကောင်းမွန်မွန်အေးဆေးနတ်စ်နဲ့ထားပြီးတော့ဒီမှာအိမ်မှာဆိုရင်အားလုံးကကိုစီကိုစီလုံးနေတယ်တွားနေတော့ဗျာတို့တိတ်ကဲတိတ်မလုံးနိုင် ဒီမှာကျတော့မိသားစုတွေကတော့အလှနဲ့လာပြသမီးကတော့ကြာလာလိုက်တော့ကြာတားကလာလိုက်နဲ့နေတိုင်းနေတိုင်းသူတို့တလဲတလဲတလဲလာပြီးတော့သူတို့ရဲ့ဒီမိဟိုလာပြီးတော့သူတို့လာလာကြည့်တယ်အဲ့တော့ NAS ကလည်းကုမ္ပဏီကိုအတ်ထားတော့ NAS ကလည်းနေဆိုင်ညဆိုင်အဲ့လို NAS တွေလဲလဲပြီးတော့ထားပြီးအဲ့တော့ကျွန်တော်မိမသူအလှဲ့ကြတော့သူညဆိုင် night night duty ရတော့သူ night duty ဝင်တော့ သူကသူ့ရဲ့ dream ဘဘမှာသူလဲနေတဲ့အချိန်ကိုအဲ့ဒါအဲ့ဒါတရားဝင်လာတယ်အဲ့ဒါတရားဝင်လာသူကြည့်တော့အဲ့ဒါတရားဝင်လာယောက်ျားသားတရားပြောဝင်လာပြီးတော့လူနာဘာကြီးနာကိုတွားပြီးတော့လူနာဘိုင်းနဲ့စကားပြောတယ်သူမြင်နေရတယ် CCTV မှာအဲ့လူနာဘိုင်းနဲ့တွားစကားပြောတယ်တဲ့ပြောပြီးတော့အိမ်သာသေးဝင်သွားတယ်အိမ်သာသေးဝင်တော့လူနာ ကလူနာဟိုလာကြည့်တာပေါ့ဗျာတဘောအဲ့ဒါသူနေလိုက်တော့ဘောနော်သူသူမျက်စိထဲမှာမြင်သားတာဒီလူဟာအင်တာထဲဝင်သွားတယ်ဘောသူမြင်သားတယ်အဲ့ဒါသူရဲ့ဒီဘယ်လိုပြောမလဲဆိုတော့ check in လောမဲ့အခြေရောက်ပြီပေါ့ဗျာလူနာကိုသွားပြီး check in ပြန်လုပ်တော့ဘောနော်အော် checking ပြန်လုပ်တယ်လုပ်ပြီးတော့သူ့အနေနဲ့လိုအပ်တာပါ냐လူနာကိုခန္ဓာကိုယ်ပုံစံတိုင်းပဲသူပြောင်းပေးတာပေါ့နော်ပြောင်းပေးပြီးတော့ ဘာကြီးတော့သူကမေးတာပေါ့အင်းကြီးတို့ဘာတော်လဲတားလားဘာတော်လဲမီးလားဆိုတော့ဘာကြီးကဘာ ਉਹ လဲတဲ့သူ့မေးတယ်ဘာ ਉਹ လဲဆော့ဆော့ကလာပြီးတော့အမင်းတို့စကားပြောတဲ့လူကိုပြောတာပေါ့အဖေကဒူးမလာဘူးလေတဲ့ငါငါလည်းမအိပ်သေးဘူးတဲ့မိန်နေတာပေါ့နော်ငါမအိပ်သေးပါဘူးတဲ့ဘူးမလည်းမလာဘူးလေတဲ့ အဲ့နဲ့သူနည်းနည်းသူတော့ဖြောသွားပြီအဲ့နဲ့ဟိုဟိုလူနာဆိုတာကတိရတဲ့ပဲလေအတက်က80ကျော်တတိယအခုရှိရှိမဲ့မရှိမရှိဘူးဗျအဲ့တော့ထားလိုက်ပါလေအဲ့နဲ့သူကအပြင်မှာအေကမ်းမှာသူထိုင်နေအေကမ်းမှာသူထိုင်နေချိန်မှာအေးအင်နာဒီယန်နေပြီးရေ300တိုင်ပဲသူအကုန်ချားနေတယ်ဗျအဲ့တော့ကျောင်းမိတ်မှာတော့ ။ तू भी डिस्टर्ब လုပ်လို့မရဘူးလေဗျာ။ तू မှ तू नर्स ဗျာ။ तू အနေနဲ့က तू ဒီလူနာကိုပဲတိတ်ကြရလို့ရတယ်။လာတဲ့လူနာရှင်ကို तू ဘယ်ခင်ဗျာဘာလို့ဒီလိုနေလဲဘယ်လောက်ကြာအောင်အင်တာတက်နေလဲပဲပြောလို့ तू မှပြောခွင့်မရှိဘူး။အဲ तू စောင့်ကြည့်နေတာပေါ့နော်။အဲ့အချိန်တော်တော်ကြာသွားတယ်နိုင်လို့ကြာသွားတယ်ရေတန်းကြာနေရတယ်လေအဲ့လေမဟုတ်သေးဘူးပေါ့နော်တော်တော်လေးကြာနေပြီပေါ့နော်အဲ့နဲ့တော့အသွားပြီးတော့တကားကိုဖွင့်လိုက်ပေါ့ တကားလုံးမချတော့ဘူးပွင့်သွားတယ်ပွင့်သွား तू ဟာ तू တောင်းသွားတယ်ဗောနချက်တော့ဘယ်သူမှလည်းမရှိဘူးတဲ့ဘယ်သူမှမရှိပဲねဒီကျွန်တော်တို့ဒီရေအိမ်သားလေးလူထိုင်တဲ့ရေအိမ်သားကကမှုကရေရလေလိုဝီးဆိုလဲလိုက်ဥမဟိုတဘောကဗျာဟိုကတော့ဗျာဟိုအိမ်သားတုံးပြီးသွားလို့ကျွန်တော် fresh ကိုပြလိုက်ရေဝေါ်ဆိုလဲပြီးဆင်းသွားတယ်လို့ အဲ့လိုမျိုးအကျဉ်းချင်းဖြစ်နေတာတဲ့အဲ့ဒါကျွမ်းမိမှလည်းကြောင်ရောပေါ့ဒီအိမ်သားဘာဖြစ်တာပေါ့နော်လူလည်းမရှိပဲနဲ့ဘာဖြစ်လို့ရင်အကျဉ်းချင်းကြာနေတာပေါ့အဲ့တော့သူဖုန်းဝင်ရောဖုန်းခေါ်လိုက်တယ်ပြန်ဒီသူတို့ရဲ့ဒီအရေးပေါ်ခေါ်တဲ့နေရာဖုန်းခေါ်လိုက်တယ်ဖုန်းခေါ်ပြီးသူပြောတာပေါ့နော်ဒီအခန်းနံပါတ်ဘလောက်ပေါ့နော်အလော်ဘလောက်ကအိမ်သားပေါ့နော်ရေကမရက်မစဲတော့ရှောက်ကြနေတယ်ပေါ့နော်အရန် စုမြန်နေတယ်ပေါ့နော်ဒီမှာရောလူနာအိတ်လို့မရဘူးအဆင်မပြေဘူးပေါ့နော်အဲ့တော့ချက်ချင်းကူလာပြီးဒီကိစ္စကိုလုပ်ပေးပါဆိုဥမာယောက်ျားလေးနှစ်ယောက်ရောက်လာတယ်ယောက်ျားလေးနှစ်ယောက်ရောက်လာတော့သူတို့ကလည်းကြည့်ပြီးတော့အိန္ဒာဘာညာအကုန်သူတို့လုပ်ပေးသွားရေအကုန်ရက်သွားပြီရှင်းသွားပြီးအဲ့ယောက်ျားလေးနှစ်ယောက်ကပြန်ဆင်းဖို့တက် lift နာပဲရောက်နေတယ်အဲ့လိုရှီးဆိုပြီးတော့တရားရောက်ဟိုလိုရေနှိမ့်လိုက်ဘလို့ရူးရူးဆိုရေအဲ့လိုဩဆိုစင်း ဲ့လိုမျိုးဆင်းရတာအဲ့နဲ့ဟိုပြင်းတဲ့လူမျိုးကမဆင်းသေးဘူးနော်အဲ့နဲ့ကျွန်တော်မိမအဲ့ဒီပြင်းတဲ့လူမျိုးဝဲဝဲပေါ့ခဏလေးပေါ့ပြန်ခေါ်လိုက်နေတော့ဥရေသာကြားလာပေါ့နော်ရေဆင်းတဲ့အနေအဲ့တော့လေကြားတယ်ဟုတ်တယ်ရေရေကြတယ်ဟိုမှာရေဟိုမှာရေတုံပြရမယ်ဗျာနောက်ကဇလုတ်တွေရေကပြန်ကြတော့ဘာလို့နင်တို့နင်းဆောင်ကြည့်နင်းဆောင်ကြည့်တယ်အဲ့နဲ့ဆောင်ကြည့်ဆောင်ကြည့်တော့ အဲ့လိုပဲပြီးတော့ပြန်ရေရ fresh ကပြန်ချလိုက်တော့ဝိုးဆိုပြန်စောက်ရေအဲ့ဒါကျောင်းမိမဘာဘာဘာဖြစ်လို့အဲ့ဒီလိုဖြစ်နေတာလဲဘုနော်ဟိုပြင်တဲ့လူမျိုးကလည်းနည်းနည်းကြောင်အံ့အံ့ဖြစ်သွားသူတို့လည်းဒါသစုံတစ်ခုမှားနေတယ်ဘုနော်ကျွန်တော်လည်းရေပိတ်ပိတ်ခဲ့လိုက်မယ်ဘုနော်ဟိုရေမကြောက်ဘူးဆိုရင်သူလုံးမလုံးတော့ဘူးလေဗျအဲ့ဒါတော့အောက်ကနေပြီးတော့ရေဘာကိုပိတ်ပလိုက်လဲဘာကိုပိတ်လိုက်တော့ဗျာ ဒီအိမ်သားတုံးလို့မရတော့ဘူးသဘောပေါက်လားသူ့အခန်းထဲကအိမ်သားပဲတုံးလို့ရတော့အဲ့နဲ့ဟိုကမောငါအခန်းထဲကအိမ်သားတော့ဘာမှပြုတ်ဘုံခေါင်းတယ်ပေါ့နော်အဲ့တော့အခုအချိန်ညအချိန်မှာငါတောင်သေးရှိတာဆိုဘလူးမလည်းမရှိတော့အเจ้าမတော်ပိတ်သားလိုက်ပေါ့ဒီလိုလိုအပ်တယ်ဆိုရင်မနေ့ကကြာရင်ဒီအိမ်သားပြင်လို့မရောဆိုရင်အခန်းပြောင်းခိုင်းမယ်ပေါ့အဲ့လိုမျိုးပြောဆိုပြီးတော့တွားလိုက်ကြတယ်အင်းညာသူကိစ္စဝင်စားပြီးမနက်မိုးလင်းတော့သူလူချင်းတော့ဗျာသူပြောပြတော့ သူ report ရေးရတယ်အိမ်သာပြတ်နေကြောင်းပါကြောင်းတော့အကုန်လုံး report သူရေးပြီးတော့ထားခဲ့လိုက်တယ်။နောက်နေ့ကျတော့သူ့ကို complain တက်တော့စေရတော့ complain လုပ်ဘူး။အိမ်သာအကောင်းကိုဘာဖြစ်လို့အိမ်သာပြတ်တယ်ဆိုပြီးတော့ report လုပ်ခဲ့တော့အိမ်သာပြတ်တယ်သူငါမင်းကပြောခမင်းမပြောရင်ညကျွန်တော်လာပြန်ပေးတဲ့မြို့တော်နှစ်ယောက်ကိုမေးကြည့်ပါအိမ်သာပြတ်တယ်ပေါ့သူ။ဟာလေသူတို့ဆက်ဆဲပြီးသွားပြီအိမ်သာအကုန်အကောင်းနဲ့ဘာမှမပြတ်ဘူးပေါ့နော်။အဲ့ဒါထားလိုက်တယ် တုံးလေးရတပတ်တပတ်ဘဝင်ကျန်တော့ဗျာကျောင်းမင်းမပြန်ပြီးတော့ night shift အဲ့မှာပြန်ကြတယ်ဟဲ့ဒီလိုပဲအဲ့ဒီအဲ့ဒီအဲ့ဒီ patient ပဲဗောဗျာသူစီမှာပဲ night shift ပြန်ကြပြန်ကြတော့အဲ့ဒီညကျောင်းမင်းမလာတာ ਨੇ တော်သွားပြီးတော့အဲ့ဒီအိမ်နာအောက်ကကီးကိုပိတ်လိုက်တယ်ဟိုရောရေဘာကိုပိတ်လိုက်တယ်ရေဘာကိုပိတ်လိုက်တော့အိမ်နာတကားပဲသူကိုပိတ်ထားလိုက်တယ်အဲ့ဒါလည်းဘယ်သူမှမရှိဘူး ဲ့ညမှာသူ CCTV မှာသူအခန်းထဲမှာသူတို့ခန်းထဲမှာသူလဲပြီးတော့ CCTV ကိုကြည့်ရင်တော့သူ့ရဲ့ဒီ iPad မှာသူဆော့ရတာပေါ့ဗျ။အဲ့တော့လူတယောက်ဝင်လာတယ်လေ။အဲ့ဒါကြတော့အမျိုးသမီးတဲ့ဝင်လာတယ်တဲ့။မျိုးသမီးဝင်လာရဲဆိုတော့သူ့အနေနဲ့အော်မျိုးသမီးချင်းချင်းဆိုတော့ထွက်ပြီးစကားပြောမှာပေါ့နော်။သူကြည့်လိုက်တဲ့ချိန်မှာအမျိုးသမီးတယောက်ကဝင်လာပြီးတော့အဲ့ဒီလူနာခန်းထဲကိုသွားအနှံ့ရောင်ဝယ်စားဝယ်ထား ော်တော့ထင်တော့လူနာရှင်ရဲ့အမီဒါမှမဟုတ်မြည်တရားရောက်ဖြစ်မှာပေါ့နော်အဲ့တော့သူလည်းအမျိုးသမီးဆိုတော့ဗျာပထမတော့နေရတော့အမျိုးသားဆိုတော့သူထွက်ပြီးတော့ဘာမှမပြောဘူးပေါ့နော်ဟုတ်ကြတော့အမျိုးသမီးဆိုသူ့အနေနဲ့အမျိုးသမီးတယောက်ဝင်လာဆိုသူလည်းအမျိုးသမီးဆိုထွက်ပြီးတော့မိန်းဖွဲ့မယ်စကားမိုက်ပြောမယ်ဆိုပြီးတော့ထွက်လိုက်တယ်။ထွက်လို့တော့ခဏမှဘုံမရှိဘူး။ထွက်မှတော့စသူ့တမျိုးပြောရတယ်လေ။ဟဲ့ငါမြင်ပါတယ်ပေါ့နော်လူဝင်လာတာပေါ့နော်။ဟာနဲ့ ဘူးကလည်းမရှိဘူးအဲ့တော့ပြန်ပြီးတော့သူပြန်တော့နေတဲ့သူနားနေကန်တော့သူတစ်ချက်သွားတယ်လူနာသူကြည့်လိုက်တယ်ကြည့်ပြီးတော့အားလုံးပုံမှန်အတိုင်းဖြစ်နေတယ်သူနားနေကန်တော့သူလာပြီးထိုင်လိုက်တယ်ထိုင်ပြီးတော့သူအဲ့လိုမျိုးသူလက်သားနေသူ Facebook ဟိုသူစောနေတာပေါ့ဗျာသူရဲ့ဒီ iPad ထဲမှာသူ Facebook တွေပဲသူကြည့်နေတယ်သူ CCTV တစ်ချက်ကြည့်လဲကြည့်လိုက်ပေါ့အဲ့ဒီမျိုးသမီးက အဲ့ဒီဆိုဖာခုံပေါ်မှာထိုင်နေရနေထပြီးတော့အင်နာဘောက်ကိုသွားတာလေအဲ့တော့ကျောင်းမိမအခန်းထဲနဲ့လှမ်းអော်လိုက်တယ်ငါလှမ်းអော်ပြီးပြောလိုက်တာဟေးအဲ့ဒီအင်နာပြန်နေတယ်ပေါ့နော်မတုံးတော့ပေါ့နော်နင်းတုံးရင်ငါခန်းထဲအင်နာလာတုံးဆိုပြီးသူ့လှမ်းပြောလိုက်တာဟိုတော့ပြောရတော့ပြောရင်းနဲ့တော့ကျွန်တော်ခေါင်းမွေးတော့တသိသားတရေတရေမမတူတော့ဟိုအဲ့တဲ့အမျိုးသမီးကို တဲ့မသူ့စိတ်ထဲမှာသူကဟိုတရေပိုင်းထက်ပြာသူ့သားရုပ်အာယုံနဲ့မရှိသူကအဲ့ဒီအိမ်တော်မတုံးနဲ့ပြတ်နေတယ်ဆိုသူကလှမ်းပြောလိုက်တာတဲ့ငါရေပိတ်ထားတယ်လေအဲ့တော့သူတကယ်တော့အိမ်တော်ထိုင်ပြီးဝိုင်းရေရေမရှိရင်ပြတ်နာတတ်မှာတော့ငါလည်းအာယုံတော့အဲ့လိုဖြစ်ပြီးငါလှမ်းတော့ပြောလိုက်တာတဲ့အဲ့ဒီအိမ်တော်ပြတ်နေတယ်ပေါ့တော့မတုံးနဲ့ပေါ့နော်ငါမင်းတုံးနေငါခန်းထဲအိမ်တော်မှာလာတော့ဆိုအဲ့ဒီမျိုးသမီးကပြန်လှည့်လျှောက်လာတယ်တဲ့ ပြန်လဲလျှောက်လာဒါမဲ့သူ့ခန်းထဲဝင်မလာဘူးတဲ့သူ့ခန်းထဲဝင်လည်းမလာဘူးတဲ့သူလည်းကြည့်နေဘောတော့ဒီအမျိုးသမီးဝင်လာမလို့ဝင်မလာဘူးတဲ့အပြင်တော့ပြီးကြည့်လို့လည်းဘလူးလည်းမရှိဘူးတဲ့ဟောသူငါအရန်ကြောက်သွားတယ်တဲ့မှာလေအရန်ကြောက်သွားပြီးတော့အဲ့ဒီအဖွားကြီးရဲ့ဘေးနားမှာလည်းငါခုံလေးယူပြီးသွားတိုင်နေဘူးအဖွားကြီးကသူ့ကိုပြောမိကြည့်တယ်တဲ့ကြည့်ဘူးပါဖြစ်ဆိုတမိပါဖြစ်လဲလို့မေးတယ်တဲ့အာနဲ့အမဘောတော့ဒီလိုဒီလိုပဲဘောငါလည်းငါတစုံတစ်ခုတွေ့ရတယ်ဘောတော့အမဘောတော့ အဖရပြောတယ်အေးငါလည်းတွေ့တယ်လို့ပြောတယ်အဖရလည်းပြောတယ်ဟုတ်တယ်လေငါလည်းတွေ့တယ်တဲ့ဟုတ်တယ်သူဘသူလဲနင်တီလာဆိုငါမသိဘူးလေတဲ့သူငါ့ကိုလာကြည့်တယ်တဲ့ကြည့်ပြီးတော့တဲ့ထွက်သွားတယ်လေတဲ့မြေတော့မသိဘူးလားနင်းနင်းရဲ့မိသားစုဝင်တွေကဟုတ်လားမဟုတ်ဘူးတဲ့ဖရကောင်းခပြရင်နိုးလို့ပြောတယ်လေအဲ့ဒါနောင်နေကြတော့သူသူရဲ့ကုမ္ပဏီကိုသူပြောတော့ဘူးနော် ငါတို့ညညပိုင်းအဲ့လိုမျိုးခဏခဏနှစ်ကြိမ်ရှိပြီပေါ့နော်စုံတော့ဟိုပြီးတော့ပေါ့ကကတော့ဘာပြောလဲဆိုတော့အာဒီခန်းကိုလဲပေးမယ်ပေါ့နော်ဒီခန်းကိုလဲပေးမယ်လို့ပြောတယ်လေအဲ့ဒါတော့သူခန်းလဲပေးလိုက်တယ်လေခန်းလဲပေးပြီးတဲ့နောက်ပိုင်းမှာသူအချောက်မခံဘူးဗျအဲ့လိုမျိုးနှစ်ကြိမ်တိတိသူဖြစ်ခဲ့တယ်သူရဲ့ဖြစ်ရပေါ့ဗျသူရဲ့ဖြစ်ရသူပြောပြအဲ့သူ တော့ကျောင်းမိမဒီတရေတွေပါသူတိတ်မယုံဘူးဗျာနော် तू ကခရစ်ယာန်ခရစ်ယာန်ဖြစ်တယ်ဗျာနော်တော့ तू ကအဲ့ဒီတရေတွေတစီတွေပါညာ तू ကတိတ်မယုံဘူးဗျာအယုံကြည်မှုတိတ်မရှိဘူးအဲ့ဒါ तू ကကျွန်တော်ပြောတာငါတို့ ਨੇ ဟိုပါရဲ့မှန်းမသိဘူးငါထင်တာတော့သူအပြင်ပြတ်ထွက်သွားတာဖြစ်မှာပါလေအဲ့ဘယ်နင်းနင်းရ CCTV ထဲမှာမြင်နေရတယ်မလားဆို ဟုတ်တယ် CCTV မြင်ရတယ်ဒါပေမဲ့အဝင်ဟိုဘယ်လိုကောင်းမဲ့ဆိုတော့တဲ့ငါစိတ်ထဲမှာပေါ့နော်အဲ့လိုမျိုးခံစားရတယ်ပေါ့နော်သူငါအတော့အဲ့ဒီအိမ်သာပြတ်နေတယ်လို့ပြောလိုက်တဲ့အချိန်မှာသူနောက်ပြန်လှည့်ပြီးတော့ပြန်လာပြီးတော့ငါခံရအောင်မလာဘဲနဲ့ဟိုသူအပြင်ဘက်ကိုပြန်ထွက်သွားတယ်ပေါ့ဗျာအခန်းမြုံငါအခန်းအပေါ်မှာအခန်း၄ခန်းရှိတယ်ဗျအဲ့၄ခန်းအခန်းမြုံထွက်လိုက်တာနဲ့ lift ကလိုဘီကိုတန်းရအောင် ဲ့ lift ကနေအောက်ကိုတန်းဆင်းသွားလို့ရတာအဲ့တော့သူအခန်းပြုံကိုထွက်ပြီးတော့အောက်ဆင်းသွားတာဖြစ်မှာပေါ့နော်အဲ့တော့သူအဲ့လိုမျိုးတုံးတတ်တယ်ပေါ့ဟာသူအကောင်းပါလေဘာပဲဖြစ်ဖြစ်ပေါ့နော်နေတနေတလို့နောက်ခုနောက်ပိုင်းတော့သူကအဲ့ဒီသူ့ရဲ့သူယုံကြည်ကိုးကွယ်တဲ့ခရစ်ယာန်ဘာသာရဲ့ကျမ်းစာစာအုပ်ကိုသူအများဆုံးညသွားရင်သူအများဆုံးယူသွားတယ် သူမြန်းသူဝဲမှာညာဘအားရေသူအချမ်းစာပဲဖတ်နေတယ်အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘောနော်သူလည်းဘုရားတရားလေးပိုင်းနေမှာလုံလာတယ်ကျမ်းစာဖတ်တာတို့ဘာတို့အဲ့လိုမျိုးသူလုံလာတယ်ဟောဒါကတော့ညီကောင်မတော်ကိုမျှဝေခြင်းဖြစ်တယ်ဒါဖြစ်ရမှာကျွန်တော်မိမရဲ့ဖြစ်ရမှာမလေးရှားနိုင်ငံမှာဖြစ်ခဲ့တယ်ဖြစ်ရမှာတကူပေါ့အဲ့တော့ စေယုံစေကံတို့ဆိုတာကအာအခုလိုမျိုးမလွတ်မကျွတ်တဲ့လူတွေရဲ့အစွဲတွေပေါ့နော်ပြီးတော့သူတို့လာလာပြီးတော့သူတို့ရဲ့နေခဲ့တဲ့နေရာသမမဟုတ်သူတို့ခုတို့လာလာကြည့်တာလည်းဖြစ်မှာပဲနော်တော့အဲ့ဒီအဲ့ဒီအဖွားကြီးကလည်းအဲ့ဒီလိုမျိုးတရေကသူ့ကိုလာလာကြည့်ပြီးတော့နောက်ထပ်နှစ်လလောက်နေတော့အဖွားကြီးဆုံးသွားတယ် ကျွန်တော်မိဘလည်းအဲ့ဒီဘာကြီးသုံးသွားပြီးတော့အဲ့ဒီမှာထပ်ပြီးအဲ့ဒီဆေးုံမှာအဲ့ဒီဆေးုံမှာအဲ့ဒီဆေးကံပေါ့ဗျာအဲ့ဒီဆေးကံမှာတူတက်ပြီးတော့ပုပ်လီကဆေးုံပေါ့ဗျာပုပ်လီကဆေးုံမှာသူထပ်ပြီးတော့အဲ့ဒီမှာ night shift သူမကြတော့ဘူးသူပြောပြတာကျွန်တော်အဲ့ဒီတရေအကြောင်းကျွန်တော်အခုလိုမျိုး YouTube ပေါ်မှာကျွန်တော်တရားကြောင်းလေးတွေပါလေပြောပြီးတင်တော့သူကကျွန်တော်ကိုပြောပြတယ် သူသူချောက်ခံရဘူးတဲ့ဟာလေးပေါ့ဗျာဒါပေမဲ့သူ့အနေနဲ့ကတော့ဒါကိုတရေလို့သူကပတ်သက်မှုဒါပေမဲ့ကျွန်တော်ကတော့တရေလားပါလားတော့မသိဘူးတော့ကျွန်တော်ပြန်ပြီးတော့ပြောင်းဝေခြင်းဖြစ်တယ်အဲ့တော့ဒီကိုမောင်မားလို့အားလုံးကျမချမ်းသာပျော်ရွှင်စွာနဲ့ချင်းဒီကိုဖြတ်သန်းနိုင်ပါစေဆုမွန်ကောင်းတောင်းပါတယ်เนาะ နောက်တစ်ခုကဗျာဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်မှလည်းဒီဗီဒီယိုတွေကိုအချိန်ကိုကြည့်ပြီးတော့လုံးရတယ်ပြေနော်တချို့ဇလန်းလေးတွေကိုတိတဲ့ဇလန်းတွေရှိတယ်ဗျာစကားကြောရင်းရှိတယ်ဗျာတိတယ်မလားဟိုပြောပြတဲ့အရာတွေကကျွန်တော်မှလည်းသူများလိုမျိုးအဲ့လိုအချိန်အကြာကြီးမပြောချင်ဘူးလူတယောက်ကကိုယ့်ရဲ့ဗီဒီယိုကြည့်ရင်10မိနစ်15မိနစ်ဆိုရင်ဟို ရောင်းသွားမယ်ပြမကြည့်ချင်တော့ဘူးเนาะကိုလည်း၄၅မိနစ်လောက်ပဲအချိန်ပေးပြီးကြည့်ချင်တယ်ပြအဲ့လိုရှည်ကြီးတွေကျွန်တော်ပြောကြည့်ဦးပြအဲ့တော့တချို့အရာတွေကျွန်တော်ဖယ်ထုတ်ပလိုက်တယ်ပြတဲ့မှာကိုရဲ့ကိုကြားခဲ့တယ်ဒါပေမဲ့တချို့အရာတွေကိုကျွန်တော်ဖယ်ထုတ်ပလိုက်ပြီးတော့ point လေးတွေကိုပဲကျွန်တော်ပြောသွားတဲ့အချိန်မှာတခါတည်းရမှာအဲ့လိုမျိုးနားထောင်ရတာသူ့အရာဘာမှလည်းမသိဘူးပေါ့နော်အရာတော့မရှိဘူးမနက်ချိုး emotion တွေမပေါ့ပြတချို့ဆိုရင်ပြဒီ ခံစားချက်ကြောင်းစိတ်ကိုမဖြစ်စေဘူးဘောနော်တငယ်ချင်းတွေကတော့မင်းဝီဒီယိုကမင်းတရားကြောင်းတော့ပြောတယ်လေကြောင်းစိတ်ကြောင်းစိတ်မဝင်ဘူးငါကကြောင်းအောင်ခြောက်တော့မဟုတ်ဘူးငါကဖြစ်ရဲ့ကိုပြောပြရုံပဲရှိတာတရားမင်းတို့တရားတကောင်မြင်ရတယ်လို့တရားတရားတရားအချောက်ခံရတယ်လို့မျိုးကြောင်းအောင်လန့်အောင်ငါမပြောဘူးငါပြောတာက တရေဆိုတဲ့ဟာကရှိလားမရှိလားမင်းတို့မင်းတို့စဉ်းစားဆုံးဖြတ်မင်းတို့ကစဉ်းစားစရာတွေပေးတာကိုယ့်ကိုဥမာဒါဟုတ်ကတရေလို့ထင်ပြီးကြောက်ချင်ကြောက်ရဟောတရေမဟုတ်ပါဘူးကိုယ့်ကဒါလေတိုက်တာဖြုံးမှာပါဆိုပြီးတော့လဲတဲ့မှာရှော်ကျင်လဲရှော်လိုက်ဘူးကတဘောကတချို့တချို့ဟိုတရေအကြောင်းပြောတာတွေဟာ ကိုယ်ပဲတရေချောက်နေတယ်လို့ကိုယ်ပဲအခုပဲတရေအချောက်ခံနေရတယ်လို့မျိုးခံစားရအောင်သူတို့ကပြောပြီးတော့ကိုယ်ရင်ထဲကိုကြောက်စိတ်တွေထည့်ပြီးတော့ထိတ်လန့်မှုတွေကျွန်တော်ကညာမျိုးမဟုတ်ကျွန်တော်ရဲ့ကျွန်တော်ပေးချင်တဲ့ဟာကမိမိတွေ့ကြုံရတဲ့အတွေ့အကြုံတစ်ခုကိုမျှဝေခြင်းပဲဖြစ်တယ်ခင်ဗျားတို့ကျွန်တော်ကကြောက်စိတ်တွေလည်းမပေးချင်တယ်လို့အပူတော့ကရလည်းမပေးချင်ဒီတွေ့ကြုံမှုတစ်ခုကိုဖြတ်တန်းခဲ့ ိုယ်လမ်းလျှောက်ခဲ့တဲ့နေရာမှာကြောက်သုံးသုံးကိုတွေ့တယ်ဆိုရင်ကြောက်သုံးသုံးကိုပဲသူဟာဒီကြောက်သုံးရုပ်ဝင်တိုက်ပြီးတော့ဟာလဲပြီးတော့အရှင်ကသွားတွေချုပ်ပြီးတွေးတယ်ဘယ်လိုထွက်တာဟာအဲ့အရာတွေကျွန်တော်မပြောချင်ဘူးပြောတဘောကအဲ့ဒီအရာတွေပေးလိုက်ရင်ခမရှောက်ဖို့ခမကြောက်တော့ဟာငါတော့ရှောက်ခဲ့တော့ကွာလမ်းမှာကြောက်သုံးသုံးတွေ့တယ်ကွာဟာလားအဲ့ကြောင့်တော့ဟောလူခလုံးတိုက်နေတယ်အဲ့ဒါတော့ပဲကျွန်တော်ပြောချင်တယ်တဘောမိတ်ဆွေတို့သိစေချင် เนาะဒါပါပဲကျွန်တော်စကားကြောရှည်သွားရေဒီကံခွန်းလို့ပြီးတော့ခြေပေးပါဟိုကအာ holiday ပဲ့ရတဲ့ဆိုတော့ကျွန်တော်လည်းအိမ်မှာအားနေတော့ကျွန်တော်လည်းအခုလိုမျိုးစကားကြောရှည်တဲ့ကောင်ပေါ့ဗျ Okay အားလုံးပဲမင်္ဂလာညချမ်းပါเนาะအားလုံးပဲမင်္ဂလာပေါင်းသင်းပြုစုပါစေ Bye bye good night